နောက်တစ်ပုတ်ကတော့ဂျွန်လ16ရက်နေ့မှာကြာရောက်မဲ့နိုင်ငံတော်အတိုင်းအမြင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ပြင်ဆင်နေတာတွေကိုပြောပြချင်ပါတယ်။နိုင်ငံတော်အတိုင်းအမြင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုစုတောင်းရုပ်တံတွေနဲ့ဂင်းနစ်စံချင်းတင်နိုင်ဖို့အရေးကြိုးပမ်းနေကြတာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့နဲ့ဒီအထိမ့်မတ်လှူရှားမှုတွေကိုမြန်မာအပါအဝင်တခြားနိုင်ငံတွေကိုရောက်နေတဲ့မြန်မာပြည်သူတွေအားလုံးပါဝင်ပြီးတော့ကျင်းပကြဖို့ ုပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။အသက်80ပြည့်မွေးနေ့စုမွန်ကောင်းတောင်းဆိုတဲ့လှူရှားမှုကိုဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်တဲ့ဒီအဥထိန်လင်းခေါ် Kim Harris ပါဝင်ပြီးတော့လှူဆောင်နေတာဖြစ်ပါတယ်။ဒီလှူရှားမှုကို Su 80 Birthday Campaign လို့နာမည်ပေးထားပြီးတော့ပြည်တွင်းပြည်ပကမြန်မာနိုင်ငံသားတွေပါဝင်နိုင်မဲ့မွေးနေ့စုတောင်းအစီအစဉ်ပဲဖြစ်ပါတယ်။နှစ်ရှည်ထောင်နှံတွေနဲ့ဒီအချင်းချခံထားတဲ့ဒေါအောင်ဆန်းစုကြည်ဟာဇွန်လ16ရက်နေ့ ်မှာအသက်80ပြည့်မှာဖြစ်တဲ့အတွက်ဒီကမ်ပိန်းအစီအစဉ်ကို လုပ်နေကြတာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်အတွက်အစက္ကန့်30အောက်ပေါ့နော်။မွေးနေ့ဆုတောင်းရုပ်တံဒီအတူပေါင်း8000ရဖို့မျှော်လင့်ထားကြပါတယ်။ဂျွန်လ16ရက်နေ့မနေ့အထိဆိုလို့ရှိရင်တော့ဒီရုပ်တံအတူပေါင်း9200ကျော်ရထားပြီ ဖြစ်ပါတယ်။မွေးနေ့ညနေပိုင်းမှာတော့အဲ့ဒီရုပ်တံလက်ခံမှုကိုရနာမယ်လို့ဆိုပါတယ်။မိနစ်တုံးကတော့အသက်89နှစ် ပြည့်မွေးနေ့မှာပန်းတပိတ်လှုပ်ရှားမှုကမ်ပိန်းလေးကိုလုပ်ခဲ့ကြပါတယ်။